ားလုံးပဲမင်္ဂလာပါရှင်အခုညဝေပေးစတဲ့ဗီဒီယိုလေးကတော့မမီဇာရဲ့ပထမဂုဏ်ဝင်3လအတွေ့အကြုံနဲ့ do and don'ts စောင်းရင်ရှောင်းရင်လေးတွေကိုညဝေပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ညွှန်လင်းပါတယ်ရှင်အားလုံးဗီဒီယိုလေးကိုစက်ကြည့်ကြမယ်နော်ဒီမျိုးပေါ့နော်ပထမ3လဂုဏ်ဝင်ရှိတဲ့အချိန်မှာပထမဆက်ဆက် positive pregnancy test ဆိုတာပြပြီးဆိုတာနဲ့အရင်ဆုံးစတာပြောင်းလဲဟာက ဆရာဖြစ်ပါတယ် prednisone vitamin ဒီဟာကကိုဝင်အမ်ပေါ့နော်ရှင်းနေချီတောက်ရမယ်လို့အာပေါ့နော်မမီစာရဲ့ OG ကပြောပါတယ်ပထမ3လမှာဖြစ်ပျက်နေတဲ့ပေါ့နော်ခံစားနေရတဲ့မိခင်နေပေါ့နော်စာအုပ်ထဲရအတိုင်းဆိုလို့ရှိရင်ပြူရာအန်နာဖြစ်နေပြီးတော့မစားခြင်းမတောက်ခြင်းနာဖြစ်နေအဲအဲ့လိုမျိုးပေါ့နော်ဟိုမောရာပန်းနာဖြစ်နေဒါပေမဲ့မမီစာနေ ဖြစ်လဲဆိုတော့အာစားတင်တောက်ချင်းစိတ်ကတော့မပြတ်ဘူးအာအန်လိုက်မအန်ဘူးဒါပေမဲ့ဘောနော်သူရှာလိုက်တာနဲ့သူကဟိုမောနေရပါတော့တက်ရှူလို့မောရတာခံစားရတယ်အဲ့ဒါတော့မမီစာပထမ၃လတွင်မှာခံစားရတဲ့ဟာပေါ့နော်ဆောက်ဆောက်ကလစ်ဖတ်ပြီးတော့ပြောချင်တယ်ဗျဘလို့ဆိုတချို့ဟာလေးတွေလွတ်သွားမှာဆိုလို့လေအမ်လုံမှာစားရမျိုးစုံစားရအမ် ကိုလာလှောက်ရှားမှုကတော့အရင်များတယ်မမီစာကလှုပ်လှုပ်တယ်ပထမဆုံးလာမှာပေါ့နော်လှုပ်တော့ကိုလာလှောက်ရှားမှုအရင်များတယ်ပြီးတော့အလုပ်ကလည်းမနာမနေလုပ်ရတယ်တချို့အချိန်တွေမှာဆိုလို့ရှိရင်အလေးပင်နေနေမှမရတယ်အဲ့အချိန်မှာကျတော့မမီစာပထမဆုံးလာမှာဖြစ်သွားတဲ့အရာကတော့မမီစာသွေးစင်းတာပေါ့နော်အဲ့သွေးစင်းနေအာသွေးစင်းနေပုံစံမျိုးပေါ့နော်ဟို ာတည်လာတဲ့ပုံစံမျိုးဖြစ်တဲ့အဲ့အတွက်ကြောင့်မို့လို့အာ ER ကိုချက်ချင်းမဲ့သွားတယ်ဆေးရုံကိုချက်ချင်းမဲ့သွားတယ်ဆရာဝန်နဲ့တွေ့စတဲ့အာ ultrasound နဲ့ရိုက်တယ်အာအဲ့ချိန်မှာ US မှာဆိုတော့တစ်ခါတစ်ခါဟို ER ကိုသွားမယ်ဆိုလို့ရှိရင်၃-၄လောက်ကြာတယ်စောင့်ပါတယ်ပြီးတော့ဆေးစစ်တာအာဆေးစစ်တယ်ဆိုတော့ blood test ပေါ့နော် blood test စစ်တာပြီးတော့ ဗာဂျနယ်အထရာဆောင်းဗာဂျနယ်အထရာဆောင်းကကြတော့ UU အထရာဆောင်းကိုသူကထဲထဲကိုကင်မရာနဲ့ကြည့်တာပေါ့နော်ခလေးပါဖြစ်သွားလေပေါ့နော်အဲ့လိုမျိုးကြည့်တာတွေးစစ်နေဆိုတော့အဲကြည့်ရောဟိုအဲ့တော့ပါဆောင်းရတဲ့အချိန်ကအားလုံးပေါင်း6 5နာရီလောက်ရှိတယ်ပေါ့နော်အဲ့ဒါသူက result ကချက်ချင်းသိတယ် result တင်ပေးတယ် blood test တွေပါရစ်တယ်ခလီးပါဖြစ်သွားလဲဆိုတာတွေပါကြည့်ရဲဆိုတော့မမဖြစ်ဘောเนาะဒါကဖြစ်ရဖြစ်စဉ်ဖြစ်တဲ့ဟိုတွေးဆမှုပဲဆိုပြီးတော့ဟို follow up ပြန်လုပ်ဖို့ပဲအာဆရာမကြီးမှာကြားလိုက်တယ်ဘောเนาะတုံးလာဘောเนาะမိခင်လောင်းလေးတွေအတွက်ဆောင်ရန်ညီကတော့အဓိကအဖြစ် prenatal vitamin မမှန်တောက်စီခြင်းပါတယ်ဒီလိုမျိုးတောက်ခြင်းအဖြစ်ကလေးအတွက် ကျန်းမာရေး side effect တွေခြုံရင်းမှုတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုဆောင်ရံကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုများများစားပါ။ကလေးတွေကလေးကအခုမှပေါ့နော်ဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးကဗီတာမင်နဲ့နျူထရီယန်တွေကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစားစားတွေအများကြီးလိုအပ်ပါတယ်။အဲဒါကြောင့်မို့လို့အဲ့ဒါတွေကိုဦးစားပေးပြီးတော့စားစေခြင်းပါတယ်။ ဒုတိယအနေနဲ့ဆောင်ရံကတော့နှုတ်မမှန်တော့ပါကလေးတွန်းအယိုးချောအထူးသဖြင့်ဘုံဒန်စတီတွေပေါ့နော်ပို့ပြီးတော့ခံခိုင်မအောင်ညံရီဖွင့်ပြအောင်လို့နှုတ်မမှန်တော့ပါမယ်ရှင်နောက်ထပ်ရှောင်ရံနေအနေနဲ့ကတော့ stress day စိတ်ပင်ပန်းမှုတွေကို short ချနိုင်လောက် short ကြပါမမီစာလိုမျိုးပေါ့နော်ဟိုလိုမျိုးဟိုစာအလေးပင်တွေကိုတက်နိုင်သလောက် ပေါ့နော်ကိုတော့ရန်လီရဲ့ဟာကြီးတွေကိုရှောင်မမမင်းစာလိုမျိုးမရှောင်မနဲ့မနေပါနဲ့နေမို့ဆိုရင်တွေးဒီပါအစ်စင်းနေပြီးတော့ဈေးယုံဒီပါတွားရင်အချိန်နေအရန်ကြပါလိမ့်မယ်အဲတို့ကြောင့်မလို့အလေးပင်နေမာတာတွေကိုတက်နိုင်ဆုံးရှောင်မအာတတိယအနေနဲ့ရှောင်ရမယ့်အရာကတော့ကိုလက်လှူရှာမှုကိုမမှန်ပေါ့နော်ဟိုဟိုပေါ့ပပ exercise လေးလုပ်လို့ရပါတယ်ပြီးတော့ stress တွေလျှော့ချဖို့အတွက်ဆိုရင် ကိုယ်ရဲ့ဆိုင်ရာဘာသာအနေနဲ့ဖျားရှိခိုးတရားထိုင်တာလို့လည်းလုပ်လို့ရပါတယ်။အဲအတိတ်ကအဲ့လိုမျိုးရှောင်ကျင်းရပြင်ပထမ3လအတွင်းမှာကလေးကိုကောင်းကောင်းမွန်မွန်ကျင်းကျင်းမမာနဲ့အာ happy pregnancy ဖြစ်မှာဖြစ်ပါရဲ့ရှင်။အာဒါကတော့ ပထမ3လမမီစာရဲ့အတွေ့အကြုံရဲ့ဆောင်းရရှောင်းရမမီစာတည်တလောက်ဟာလေးတွေကိုမျှဝေပေးတာပါဖြစ်ပါရရှင်ဒုတိယ trimester ကအခုကမမီစာရောက်နေပြီပေါ့နော်အဲအတွက်ကြောင့်မို့လို့မမီစာဒုတိယ trimester ပြီးတဲ့ခါကျရင်မမီစာရဲ့အတွေ့အကြုံလေးတွေရဲ့ဆောင်းရရှောင်းရလေးတွေကိုမိတ်ဆွေတို့ထပ်ပြီးတော့မျှဝေပေးပါမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်